္ဂလာပါရှင်ချစ်လန်း channel သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ2025ခုနှစ်အပရလ3ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကို တင်ဆက်ပေးသွားပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့မြန်မာငလင်ဘေးတဲ့အတွက်ချင်းပီချင်းလန်းအစိုးရက ချက်သိန်းတထောင်ကူငီထုတ်ပြန်သွားမှာဖြစ်တယ်လို့အိန္ဒိယဘက်ကအကူငီတွေချင်းပီအစိုးရထိန်ချုပ်နေမိတဲ့ဖြတ်တန်းခွင့်ပြုမိဖြစ်ကြောင်းတွန်းဆံမြို့မှာ CDF တွန်းဆံနဲ့ ZRAEC တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားကြောင်းအကြံဖက်စစ်ကောင်စီကကမ်ပလက်မြို့လေကြောင်းတိုက်ခိတ်မှုပြုလုပ်ခဲ့ရာ နေအိမ်များအပါအဝင်အစိုးရအဆောက်အဦး20ခန့်ပျက်စီးကြောင်းအကြံဖက်စစ်ကောင်စီကြောင့်မတ်လအတွင်းပြည်သူ80ကျော်တေဆုံးတယ်လို့ AAPP ထုတ်ပြန်ကြောင်း နလင်ဘေးရန်ကြောင်အပြစ်ရစေကြောင်ကြေညာတဲ့စစ်ကောင်စီကလေကြောင်းတက်ခဲမှုတွေဆက်လက်လှုပ်ဆောင်နေကြောင်းချင်းပြည်နယ်ကိုဖျက်ပြီးအင်ဒီယာဆိုရာကပူမီကေစီပစ္စည်းများပို့မည်ဖြစ်ကြောင်းနဲ့မန်လေးတွင်ငလင်ကြောင်ဖြူချခဲ့သော Great Wall Hotel အတွင်းရှိ ပိမိနေသူများနဲ့တေဆုံးသူအလောင်းများထုတ်ယူဖို့ယူခွင့် Hotel အုပ်ချုပ်ရေးအဖွဲ့ကကန့်တက်မှုများလုပ်နေကြောင်းတော့ပေးဖြစ်ပါရရှင်။ မြန်မာငလင်ဘေးတဲ့အတွက်ချင်းပိချင်းလက်အစိုးရကကြက်သိန်းတထောင်ကူငွေထုတ်ပံ့သွားမှာဖြစ်တယ်လို့အင်ဒီယာဘက်ကအကူငွေတွေချင်းပိအစိုးရထိန်းချုပ်နေမိသေးဖြစ်တဲ့ခုပြုတ်မေးဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားပါမယ်ရှင်။ငလင်ဘေးရန်တင်ပီတူတွေကိုချင်းပိချင်းလက်အစိုးရက ရက်သိန်း1000ကုမီထောက်ပံ့သွားမှာဖြစ်တယ်လို့အိန္ဒိယအစိုးရနဲ့အလှူရှင်တွေအနေနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရမှာချင်းပီအစိုးရထိန်းချုပ်နေမိတဲ့ကိုဖြတ်တန်းခွင့်ပြုသွားမယ်လို့ချင်းပီချင်းလက်အစိုးရပြောရေးဆိုခွင့်ရှိသူဒေါက်တာဆွေခါကပြောပါရယ်မတ်လ28ရက်ကဝိချာစကေခုနှစ်တမခုနှစ်အစီအစီရဲအပင်းငလင်ကြီးကြောင့်နိုင်ငံတော်ဝန်ကငလင်ဘေးရန်တဲ့ဒေတာတွေကပြီးသူတွေကို ကူညီထောက်ပံ့ပေးမှာဖြစ်တယ်လို့ထိန်းချုပ်နေမိသေးကဈေးရုံဈေးကန်းတွေမှာလည်းအခမဲ့ဈေးကူတက်ခွင့်နဲ့နေရာထိုင်ခင်းအခက်ခဲရှိသူတွေအတွက်လည်းစီစဉ်ပေးမယ်လို့ချင်းပြချင်းနဲ့အဆိုရနိုင်ငံခြားရေးဝန်ကြီးလေးဖြစ်တဲ့ဒေါက်တာဆွေခါကပြောပါရယ်အိန္ဒိယဗဟုအစိုးရပါဝင်အလှူရှင်တွေအရက်ဖက်အဖွဲ့အစည်းတွေအနေဖြင့်ငလင်ပေးရန်တင့်မြန်မာကိုကူညီထောက်ပံ့ရမှာဖြစ်ဖြစ်လူသားချင်းစာနာမှုဆိုင်ရာ ဝန်ဆောင်မှုပစ္စည်းတွေပူဆောင်ရမှာဖြစ်ဖြစ်ချင်းပြည်အစိုးရထိန်းချုပ်ထားတဲ့နေမီတွေကိုလွတ်လပ်စွာဖြတ်တန်းခွင့်ပြုမှာဖြစ်တယ်လို့လိုအပ်တဲ့လုံခြုံရေးကဏ္ဍတွေကိုလည်းယူပေးမယ်လို့ဆက်လက်ပြောဆိုထားပါတယ်။အိန္ဒိယအစိုးရအနေနဲ့မြန်မာငလင်ဘေးတန်ကူညီရေးအတွက်လိုအပ်တဲ့အထောက်ပံ့တွေကိုမီဇိုရမ်ပြည်နယ်ကနေတဆင့်ချင်းပြည်နယ်ကို ဖြတ်ကာမြန်မာပြည်မဘက်ကိုတင်သွင်းဖို့စီစဉ်နေတယ်လို့သိရပါတယ်။ ချင်းပီချင်းနဲ့အစိုးရဟာအင်ဂျက်မြန်မာနေဆက်ကုံသွေးရေးစခန်းတွေအပါအဝင်ချင်းပီနေကနေမီအများစုကိုတင်ပိတ်ထိန်ချုပ်ထားတာဖြစ်ပါတယ်။ဒါကြောင့်အင်ဂျက်အစိုးရနဲ့ဒေတာအကျွင်းအာဏာပိုင်တွေနိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့မြန်မာငလင်ပေးကိုကုံငီထောက်ပံ့ရမှာချင်းပီအစိုးရထိန်ချုပ်နေမီတွေကိုလွတ်လပ်စွာဖျက်တမ်းခွင့်နဲ့လုံခြုံရေးကဏ္ဍတွေမှာကုံငီပေးမယ်လို့ချင်းပီချင်းနဲ့အစိုးရကပြောဆိုနေတာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ တွန်းဆန်မြို့မှာ CPF တွန်းဆန်နဲ့ ZREEC တပွေတို့တိုက်ပွဲဖြစ်ပွားနေတဲ့တရင်ကိုလည်းတင်ဆက်ပေးသွားပါမယ်ရှင်။ချင်းလန်းကောင်စီအဖွဲ့ဝင် CPF တွန်းဆန်ထင်းချုံနေမီဖြစ်တဲ့ချင်းပြည်မြို့ပိုင်းတွန်းဆန်မြို့မှာ CPF တွန်းဆန်နဲ့ ZREEC တပွေတို့တိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါတယ်။တွန်းဆန်မြို့မှာရှိတဲ့ CPF တွန်းဆန်နဲ့ချင်းမြို့သားတက်မတော် CNA တက်စခန်းကို ZREEC တပွေက ဒီကနေ့အပရလ3ရက်နေ့မနက်ပိုင်း7:00နာရီလောက်မှာလာရောက်တက်ခိုက်ခဲ့ရလို့သိရပါတယ်။ ZRAEC တပ်ဖွဲ့တွေဟာတွင်းဆက်မြို့နေမွန်ကွေးကျေးရွာက CDF တွင်းဆက်စခန်းကိုအပရလ2ရက်နေ့ကလည်းဝင်ရောက်တက်ခိုက်ခဲ့ပြီးနောက်ဒီကနေ့မှာတွင်းဆက်မြို့ထဲကိုထပ်မံတက်ခိုက်လာတာလို့သိရပါတယ်။ဒီကနေ့ဖြစ်ပွားတဲ့တိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့မသိရသေးပေမဲ့လက်ရှိမှာ ZRAEC တပ်ဖွဲ့ဝင်တွေပြန်လည်ဆုတ်ခွာသွားကြတယ်လို့သိရပါတယ်။ တွန်းဆံမြို့နယ်ဟာရခင်ကစစ်ကောင်စီတပ်နဲ့ ZREC ပူပေါင်းတပ်ဖွဲ့တို့အခြေစိုက်တပ်ဆွေးထားကြပြီး2024ခုနှစ်မေလ23ရက်နေ့မှာချင်းပီချင်းလက်အစိုးရတပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။အဲနောက်နေမီခန်တပ်ဖွဲ့ဖြစ်တဲ့ CDF တွန်းဆံကဆက်လက်ထိန်းချုပ်ထားပြီးအုပ်ချုပ်ရေးလုပ်ငန်းတွေလည်းလေပတ်နေတာဖြစ်ပါတယ်။စစ်ကောင်စီနဲ့ပူပေါင်းနေတဲ့ ZREC တပ်ဖွဲ့တွေဟာလည်း မနီပူပီနေဘက်သို့ထွက်ပြေးသွားကြပြီးယခုနောက်ပိုင်းမှာတွန်းဆံမြို့ကိုပြန်လည်ရရှိဖို့တွန်းဆံမြို့ကိုထိန်းချုပ်ထားတဲ့ CDF တွန်းဆံနဲ့ချင်းပြချင်းနဲ့အစိုးရတပ်ဖွဲ့များကိုမကြာခဏဝင်ရောက်တိုက်ခိုက်နေတာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။အကြံဖက်စစ်ကောင်စီကကံပလက်မြို့လေးချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာနေအိမ်များအပါအဝင်အစိုးရအဆောက်အဦဖက်စေခန့်ပြက်စီသွားတဲ့တရင်ကိုလေးတင်ဆက်ပေးသွားပါမယ်ရှင်။ချင်းပြတောင်ပိုင်းကံပလက်မြို့ကိုအကြံဖက်စစ်ကောင်စီက ဧပြီလ2ရက်နေ့မွန်လွေပိုင်း10နာရီ15မိနစ်မှာ Jet Fighter နဲ့အချင်းချင်းပုံချေတိုက်ခိုက်မှုကြောင့်လူနေအိမ်များပါဝင်အဆိုရအဆောက်အဦနှစ်ဆီခန့်ပျက်စီးခဲ့တယ်လို့ Complaint မြို့နေပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်လေချောင်းတိုက်ခိုက်မှုကြောင့် complaint မြို့ပေါ်ကပြည်သူနေအိမ်၅လုံးအစိုးရဆောက်ဦးများထွေအုပ်၈လုံးခေါနှုံးဆောင်ရိတ်တာ၃လုံးဂျေးလက်ဦးစီးမှုရုံး၂လုံးမြို့နေရွေးကောက်ပွဲကော်မရှင်ရုံး၃လုံး မြို့နေဆဆဆယုံတစ်လုံးနဲ့မြို့နေစီမံကိန်းယုံနှလုံးစုစုပေါင်းအလုံး20ပြည့်စည်ခဲ့ပြီးပြည်သူအနေငယ်ထိခိုက်မှုရှိခဲ့တယ်လို့ဆိုပါရယ်ကမ်ပလက်မြို့နေမြို့ပေါ်ရက်ွက်နေပြည်သူတွေအနေနဲ့လေကြောင်းရန်အထုကယူပြုတ်နေထိုင်ကြဖို့လည်းတရိပ်ပေးထားတယ်လို့သိရှိရပါတယ်ရှင်အကြံဖက်စစ်ကောင်စီကြောင့်မတ်လအတွင်းပြည်သူ၈၀ကျော်တေဆုံးတယ်လို့ AAPP ထုတ်ပြန်ထားတဲ့သတင်းကိုလည်းတင်ဆက်ပေးသွားပါမယ်ရှင်။ အကြံဖက်စစ်ကောင်စီကြောင့်မြန်မာနိုင်ငံတဝန်းမှာမတ်လတလတာအတွင်အယက်သားပြည်သူ86ယောက်ဒေဆုံးခဲ့ရလို့နိုင်ငံရေးအကြံသားများကုင္ကြီးဆောင်းလျှောက်ရေးအသင်း AAPP ကအပရလတ်တရနေ့ကထုတ်ပြန်ထားပါတယ်။မတ်လတရက်ကနေ31ရက်အထိနိုင်ငံတဝန်းအကြံဖက်စစ်ကောင်စီကြောင့်အမျိုးသမီး28ယောက်နဲ့အမျိုးသား58ယောက်စုစုပေါင်း86ယောက်တည်ဆုံခဲ့ရာဖြစ်ပြီးနာမည်နဲ့တကွာအတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါရယ် ဒီထဲမှာအသက်16နှစ်အောက်ကလေးငယ်17ယောက်ပါဝင်ပြီးတည်ဆုံးသူများမှာမကွေးတိုင်းက52ယောက်နဲ့အများဆုံးတည်ဆုံးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တည်ဆုံးသူ86ယောက်ထဲက54ယောက်ဟာအကြံပစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အများဆုံးတည်ဆုံးခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ငလင်ဘေးရန်ကြောင့်အပြစ်ရစေးကြောင့်ကြီးညာတဲ့စစ်ကောင်စီကလေကြောင်းတက်ခိမှုတွေဆက်လက်လှုပ်ဆောင်နေတဲ့တဲ့ရင်ကိုလည်းတင်ဆက်ပေးသွားပါမယ်ရှင်။ စစ်ကောင်စီကနိုင်ငံတော်ဝန်လုံးမှာယာယီအပြစ်ရက်စေးကြောင်းဂျင်းရထားပမဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိမှုတွေဆက်လက်ပြုလုပ်နေတယ်လို့သိရပါတယ်။ငလင်ဘေးရန်ကြောင့်ကုင္ကီကေစီရင်နဲ့ပြည်သူထူထောင်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ဖို့ဆိုပြီးစစ်ကောင်စီရဲ့ကာကွယ်ရေးဦးစီးချုပ်ယုံက အပရလ2ရက်နေ့ကနေအပရလ22ရက်နေ့အထိရက်ပေါင်း20ကြာယာယီပြစ်ခတ်တိုက်ခိုက်မှုရက်စည်ရီကာလဆိုပြီးမနေ့ကထုတ်ပြန်ခဲ့ပါတယ်။ဒီလိုထုတ်ပြန်ပြီးတဲ့နောက်ဒီကနေ့အပရလ3ရက်နေ့မနေ့ပိုင်းမှာပဲကချင်ပြည်နယ်ဝိုင်းမော်ဝါရှောင်းလန်းပေါ်ကလက်မြန်ကျေးရွာဘက်ကိုစစ်ကောင်စီကလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်တဲ့အပြင်အောက်အင်းတော်ဘက်မှာလည်းလေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ KIO ကဆိုပါတယ်။ ကချင်ပြည်နယ်ဗမော်မြို့ကိုလည်းမနေ့ကတညလုံးနီးပါးလေကြောင်းတက်ခဲမှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီကမနေ့ကအပြည့်ရက်စေးကြောင်းထုတ်ပြန်ပြီးနိုင်ရီပိုင်းအကြာမှာပဲ KIO ကလည်းအပရလ2ရက်နေ့ကနေအပရလ22ရက်နေ့အထိအပြည့်ရက်ကြောင်း ကြေညာခဲ့ပါတယ်စစ်ကောင်စီကိုကြိုင်မီမီတိုရဲ့ထုတ်ပြန်ချက်ကိုလိမ့်နာဖို့လိုအပ်တယ်လို့ KIO ကဆိုပါတယ်အလားတူယနေ့နဲ့9နာရီ59မိနစ်အချိန်မှနာနဲ့6နာရီ30မိနစ်အချိန်ထိမိထလာရှန်တီလီတမ Y12 လေယင်စင်စကိုင်းတိုင်းအင်ဒိုမျိုးတို့ဘုံ32လုံးခြေချခဲ့ကြောင်းလေချောင်းကင်ထုတ်အဖွဲဖြစ်သောနတ်စလေချောင်းရန်ကင်ထုတ်အဖွဲကတရင်ထုတ်ပြန်ထားတယ်လို့သိရှိရပါတယ်ရှင်။ ရှင်ပင်လေးကိုဖျက်ပြီးအင်ဂျီယာဆိုရာကကုငင်းကေစီရီပစ္စည်းများပို့မယ်ဆိုတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။မြန်မာနိုင်ငံအတွင်းငလင်တန်တင့်ပြည်သူများအတွက်ကုငင်းကေစီရီပစ္စည်းများကိုအင်ဂျီယာဆိုရာကရှင်ပင်လေးကိုဖျက်ပြီးတော့ပို့ဆောင်မယ်လို့မီဇိုရမ်ဒေသအတွင်းတရင်များကအပရလ၂ရက်နေ့မှာဖော်ပြထားပါဗျ။အင်ဂျီယာစစ်တပ်သုံးလေယာဉ် C17 Club Master တစီဟာမြန်မာနိုင်ငံအတွင်းငလင်ပေးတင်တဲ့ပြည်သူများအတွက်တန်ချိန်65အလေးချိန်ရှိတဲ့ပစ္စည်းအမျိုးမျိုးကိုတည်ဆောင်လာပြီးတော့ Aizol မြို့လန်ပွေးလေးစိတ်မှာရှင်းသက်လာတယ်လို့ဆိုပါရယ်အစူပါလေရင်ပေါ်မှာငလင်ပေးတင်ပြည်သူတွေကိုကူညီဖို့တောက်ရည်တန့်ဇန်ဈေးအမျိုးမျိုးအိယာဆောင်များနဲ့တန်ရာရသူများအတွက်ဈေးဝါနဲ့အာဟာရအမျိုးမျိုးကိုတည်ဆောင်လာတာဖြစ်တယ်လို့ Aizol မြို့လန်ပွေးလေးစိတ်တာဝန်ရှိသူတို့ကဆိုပါရယ် အိုင်ဇွန်မြို့လန်ကွီလေစိတ်တဝန်းရှိသူတို့က DPC ကိုအာတန်ရိုင်ဖယ်တပ်ဖွဲ့ကဂါဂျီဝင်နဲ့ဇောခဒါရဘက်ကိုတည်သွားမှာဖြစ်ပြီးတော့အဲ့ကနေတဆင့်ချင်းပြည်နယ်ကိုဖျက်ပြီးငလင်တန်တင်းတဲ့နေရာတွေကိုပို့ဆောင်မှာဖြစ်ပါတယ်ဒီကိစ္စကိုစစ်ကောင်စီနဲ့အင်ဂျက်အစိုးရကြားပြောဆိုထားပြီးဖြစ်တယ်လို့ All India Radio News Aizol ကိုအတည်ပြုပြောဆိုထားပါတယ်။အလားတူအိန္ဒိယဗဟုအစိုးရပြပရေးရာဝန်ကြီးကငလင်ဘေးတဲ့မြန်မာပြည်သူများအတွက်အကူအညီများစွာပေးပို့ပြီးဖြစ်ကြောင်းပြောဆိုကာမနေ့ညကအိန္ဒိယစစ်လေရင် C130J က16တန်ချိန်အလေးချိန်ရှိတဲ့အစံနဲ့စားကုန်များကိုမြို့ဒေလီကနေမန္တလေးကိုပို့ဆောင်ခဲ့ပါတယ်။အိန္ဒိယရေတပ်သုံး INS Creel ဖြင့်လဲတန်ချိန်442ရှိပစ္စည်းများကိုပို့ပေးခဲ့ပါတယ်။မန်လေးမှာလည်း India City Queensin စေယုံယူနဲ့တည်ဆောက်ထားတယ်လို့ပြောဆိုထားပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ India မြန်မာနေဆက်ရှိ Hwalngauram People Organization HPO ကောင်းဆောင်တူဖြစ်တဲ့ပူမိန်အားကသူတို့ထံကိုတဆုံတရာအကြောင်းကြားထားခြင်းမရှိသေးကြောင်းမကြခင်အကြောင်းကြားလာမည်လို့ယုံကြည်ကြောင်းနဲ့ ယခုလိုလူသားချင်းစာနာမှုအကူအညီများကို ပေးတင်ကြောင်းနဲ့ဒီယူခွင့်ပြုတင်ကြောင်းပြောဆိုရဲလို့သိရှိရပါတယ်ရှင်မန္လေးတွင်ငလင်ကြောင့်ပြူကျခဲ့သော Great Wall Hotel အတွင်းရှိပိမိနေသူများနှင့်တည်ဆုံးသူအလောင်းများထုတ်ယူဖော်ယူခွင့်ကို Hotel အုပ်ချုပ်ရေးအဖွဲ့ကကန့်တမှုများလုပ်နေတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။မန္လေးတွင်ငလင်ကြောင့်ပြူကျခဲ့သော Great Wall Hotel အတွင်းရှိပိမိနေသူများနှင့်တည်ဆုံးသူအလောင်းများ ထုတ်ယူဖို့ယူခွင့်ကိုဟိုတယ်အုပ်ချုပ်ရေးအဖွဲ့ကကန့်တက်မှုများလုပ်နေကြောင်းသိရှိရပါတယ်။မတ်လ28ရက်နေ့မွန်လွေပိုင်းလှုပ်ခတ်ခဲ့သောငလင်ကျောင်းမန်လေးမြို့ရှိ Great Wall Hotel ပြိုကျခဲ့ပြီးနောက်ရှာဖွေရေးလုပ်ငန်းများခဏကြာလှုပ်ဆောင်ပြီးနောက်မတ်လ31ရက်နေ့ညပိုင်းမှစတင်ကပိတ်မိနေသောပြည်သူများနဲ့တေဆုံးပြည်သူများရဲ့ရုပ်အလောင်းများထုတ်ဖို့တည်ယူခွင့်ကိုဟိုတယ်ပိုင်ရှင်ကစတင်ကန့်တက်နေကြောင်းသိရှိရပါတယ်။ လက်ရှိအချိန်ထိ Great Wall Hotel ကအသက်ရှင်လျက်ကထုတ်နိုင်သူ2ဦးနဲ့ဒေဆုံးသူအလောင်း2လောင်းကိုသာထုတ်ယူနိုင်သေးပြီးကေဆေရှောက်ဖွေးမှုများဆက်မလုပ်ရန် Great Wall Hotel အုပ်ချုပ်ရေးအဖွဲ့ကမတ်လ31ရက်နေ့တွင်စတင်ကန့်သတ်မှုများလှုပ်လာကြောင်းသိရှိရပါတယ်။မန္တလေးမြို့ရှိ Great Wall Hotel တွင်ဒေခုသူအစ်တီစရင်ကို KCI အဖွဲ့များနဲ့သက်ဆိုင်ရာမိသားစုဝင်များကထုတ်ပြန်ပေးရန်တောင်းခံခဲ့တော်လဲ ဟိုတယ်တဝင်ရှိသူများကလူစည်ရင်ထုတ်ပြန်ပေးရန်ရင်းဆိုင်လက်ရှိကြောင်းပိမိနေသူများရဲ့ဂျန်ရစ်သူမိသားစုဝင်များနဲ့ပရိဟိတအဖွဲ့များကပူးပေါင်းကာရှာဖွေကိစ္စမှုများကိုမိမိအစီအစဉ်ဖြင့်ဆောင်ရွက်မယ်ဟုဟိုတယ်ကိုအကြောင်းကြားထားတော်လဲဟိုတယ်အုပ်ချုပ်ရေးအဖွဲ့ကခုမပြုတ်ကြောင်းသိရှိရပါတယ်။ နိုင်ငံတကာကေဆေးရေးအဖွဲ့ဝင်များဒေသခံပရိဟိတကေဆေးရေးအဖွဲ့များ၏ရှာဖွေကူညီကေဆေးမှုများကို Great Wall Hotel ဘက်ကကန့်တမှုများလှုပ်လာတဲ့အပေါ်ရှင်းရှင်းလင်းလင်းသိနိုင်ရန်ကြံရည်သူမိသားစုများကလူလားနေကြကြောင်းဆိုပါရယ်အဆိုပါဟိုတယ်တွင်ဂျာဖြန့်ကဲ့သို့တရားမဝင်ကိစ္စရပ်များတရားမဝင် ပစ္စည်းများတို့မဟုတ်လုပ်ငန်းများရှိနေသည့်အတွက်ကြောင့်ဟိုတယ်ကိုအင်အားအပြည့် ရှာဖွေကိစ္စခွင့်မပေးခြင်းဖြစ်နိုင်နေသို့သောတုံ့တက်မှုများလည်းရှိနေတယ်လို့သိရှိရပါတယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကျွန်တော်နဲ့ပဲရနာတော့ပါမယ်ရှင်။ချလင်းချန်တဲ့သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းကုစိတ်နှစ်ပြားကျမ်းမာရှင်လန်ပြီးဘေးရန်ခက်တဲ့ကင်းဝေးနိုင်ကြပါစေရှင်။